မိဘကိုလူချပြည့်စုသည်ဘယ်တော့အခါမှဒုက္ခမရောက်ဘူးဆိုတာမှန်ပါသလားဒီဒီကုသိုလ်ကအကျိုးပေးတဲ့အခါသောဖြစ်နိုင်တာပေါ့ဒီကုသိုလ်ကအကျိုးမပေးအကျိုးပေးတဲ့အခါရှိတယ်သူကအခွင့်မသာလို့အကျိုးမပေးတဲ့အခါရှိတယ်ကုသိုလ်ကတော့ကုသိုလ်ပဲပေါ့ကုသိုလ်ကောင်းမှုကတော့အပြည့်ပြောစရာမရှိပါဘူးเนาะအဲမိဘကိုလူချပြည့်စုသည်ဒီဘယ်တော့အခါမှဒုက္ခမရောက်ဘူး သူရင်တော့ဒုက္ခရောက်တဲ့အလုပ်တွေလုပ်လာရင်တော့ရောက်မှာပေါ့အဲတော့ဒါတခုတည်းနဲ့တော့ပြောလို့မရဘူးမိဘကိုငွေကြေးတာထောက်ပံ့မှုပြုပြီးကိုယ်တိုင်ကိုယ်ကျမပြုစုဘူးဆိုရင်ကောကျေးဇူးဆရာရောက်ပါသလားရသော်ဘုရားကကျေးဇူးဆရာရောက်မရောက်ဆိုတာနဲ့ပတ်သက်ပြီးမိဘကကိုယ်ကိုကျေးဇူးပြုတာ၃ချက်ရှိတယ်သားသမီးတွေပေါ်မှာမိဘကျေးဇူးပြုတာ ရသော်ဘုရားကခြေဆုဆရာရောက်မရောက်ဆိုတာနဲ့ပတ်သက်ပြီးမိဘကကိုယ့်ကိုခြေဆုပြုတာ၃ချက်ရှိတယ်။သာသမီတွေပေါ်မှာမိဘခြေဆုပြုတာအပါဒကသာသမီကိုဆောင်းလျှောက်ခဲ့တယ်။ဆောင်းလျှောက်တယ်ဆိုတာလူလမ်းမြောက်လာသည်ထင်အောင်ဆောင်းလျှောက်ပြီ။နှုတ်မပိုက်ပုံးနဲ့ထည့်လိုက်ရင်ဘယ်လိုလုပ်အမိုက်ပုံးနဲ့ထည့်လိုက်ရင်ဆောင်းလျှောက်တာမဟုတ်တော့ဘူးလေ။အဲ့တော့မိဘကသာသမီကိုဆောင်းလျှောက်ခဲ့တယ်။ ွှေးခဲ့တယ်နောက်တစ်ခုကတော့ဣမတ္တလောကတ္တဓာတိတာတော့ဒီလောကကြီးကိုလာခွင့်ပြုအခုခေတ်ကလာခွင့်မပြုဘူးလေတချို့ဟာလာခွင့်မပြုမလာခဲနဲ့ဆိုပြီးတော့လှုပ်တာတွေရှိတယ်အဲ့တော့မိဘကသာသမီပေါ်မှာကျေးဇူးရှိတာအရေးကြီးဆုံးကဘာတော့ဆိုရင်လာခွင့်ပြုတာဒီပင်လင်းကျေးဇူးပဲနော်ကိုယ်ကိုလူလောကရဲကိုကမိဘကိုအမိပြုပြီးမှလူလောကရဲရောက်နိုင်တာကို ီးတော့လူလောကထဲလာခွင့်ပြုလိုက်တာကမိဘရဲ့ခြေဆုပဲအဲ့ဒီမိဘရဲ့ခြေဆုကိုကိုကပြန်ဆတ်လို့ရတာမိဘကိုကြွေးခဲ့လို့ကိုပြန်ကြွေးတယ်မိဘကိုဆောင်းဆောင်ခဲ့လို့ဆောင်းဆောင်တယ်အဲ့ဒါတွေအတွက်ကခြေဆုခြေနိုင်တော့လေလူလောကကြီးကိုလာခွင့်ပြုတဲ့ခြေဆုကတော့ဘယ်လိုဆတ်လို့မှမရဘူးအဲ့တော့ခြေအောင်ခြေဆုဆတ်တဲ့နေ့ကတော့ဘာလို့ဆိုရင်ဓမ္မနဲ့ခြေဆုဆိုင်ခြေတယ်ဓမ္မနဲ့ခြေဆုဆတ်တယ်ဆိုတာ တရားတရားမရှိသေးတဲ့မိဘတရားတရားရှိအောင်နော်အလှတန်းမလှတတ်တဲ့မိဘလှအောင်သီလမရှိသေးတဲ့မိဘသီလရှိအောင်ပညာမရှိသေးတဲ့မိဘပညာရှိအောင်ကောင်းတဲ့ဘက်ကိုပို့ဆောင်ပေးတဲ့နည်းနဲ့ဆိုလို့ရှင်နော်ကျေးဇူးကြည်တယ်လို့ပြဆော်ပြရတယ်လို့ဟောတာလေနော်အဲ့ဒီနည်းတိုင်းဆက်ဖို့ဒါအဲ့တော့ကြည်